မမမြတ်တန်တင်အပိုင်းလေးခင်တီတီတီသမင်းစပွဲပေါ်ကပန်းသီးကိုအခွန်တင်ကအစိတ်ကလေးစိတ်လိုက်ပြီးဒေါညွန့်ညွန့်ကိုလမ်းပေးလိုက်သည်ဒေါညွန့်ညွန့်သည်ပန်းသီးကို တမျက်မြုပ်ဝါနေသည်ဦးငွေခင်မှာအင်ချီရင်လမ်းလျှောက်နေသည်ဦးငွေခင်မှာ မတဲ့ဖြင့်အစမစားပဲပေါင်မုံနှင့်ကော်ဖီကိုသာစားတော့လေးရှိပေသည်ဒေါ်ညွန့်ညွန့်သည်ပန်းသေးစိတ်ကလေးကိုဝါနေရာမှခင်တီတီကိုငေးဆိုင်ကြည့်နေမိသည်ခင်တီတီအသက်မှာ20ကျော်၍27ထဲဝန်ကားရှိသည်ရန်ကုန်တက္ကသိုလ်နှင့်ရန်ကုန်တက္ကသိုလ်နှင့်အထက်တန်းလာတိုင်းဝိုင်းတွင်ခင်တီတီဤဂုံတရင်မှသူအမနှစ်ယောက်ចောင်းသူဘဝကထပ်ပင်မွေးပြန်လျက်ရှိသည် ခင်တတိကိုဝိုင်းဝိုင်းလဲပန်ပူပန်းသူများအနဲ့ဆွဆွဲမြဲမြဲပူပန်းနေသူများမှာကိုသက်ဆွေနှင့်ကိုအောင်မိုးတို့ဖြစ်ပေသည်ကိုအောင်မိုးမှာလွန်ခဲ့တဲ့နေကြောင်းပတ်နေကြောင်းပိတ်နဲ့လာလလုံးမမန္တလေးလိုရောက်လာကခင်တတိတို့အိမ်တွင်ဝင်ထွက်သွားလာနေခဲ့သည်ကိုအောင်မိုးကိုအောင်မိုးကခင်တတိတို့ခင်တတိကိုနိနိကကချင်းနေကြောင်းကိုလူကြီးတွေကရောခင်တတိတို့ကခင်ခင်ခင်ကြီးတို့ကပါရင်းမိနေသည်ကို ကိုအောင်မိုးနဲ့ခင်းသီးသီးကိစ္စကြောင့်ငွေခင်နဲ့ဒေါ်ညွန့်တို့ဟာခေါင်းကျင်းတိုင်းခေါင်းကျင်းဆိုင်တိုင်ပင်နီးနောရာမှစကားများသည့်ထိဖြစ်ခဲ့ကြသည်။ငွေခင်ကကိုအောင်မိုးမှာခင်းသီးသီးနဲ့ အလိုက်ရုံးဆုံးဟုဆိုကကွန်မိုးဘက်ကိုမဲတင်ခဲ့ပြီးဒေါညွညွန့်ကမူခင်တတိမှာငယ်သေးပြီခု၎င်းကွန်မိုးကလည်းခင်တတိကိုဆွဆွလန်းလန်းရှိဟန်မတူဟု၎င်းခင်တတိကိုတိုင်းကလည်းကွန်မိုးကိုနှစ်သက်ပုံမရဟု၎င်းရင်းကိစ္စမျိုးတွင်မိမတို့ထုံးစံထုံနှံစံလာအတိုင်းအချောင်းမျိုးပြကဝိလက်ချောင်းပဲလုံနေခဲ့သည်တို့ရရင်ခင်တတိကိုပို၍အလားအလာကောင်းသောလူတစ်ယောက်နှင့်မှပေးစားတဲ့နေဟု၎င်းကွန်မိုးမှာသူမျိုးမန်းသောအဆင့်နှင့်ကွာလန်းလာသည်ဟု၎င်းစသည် မိမိစိတ်ထဲတွင်တရှိနေသောတကယ့်အကြောင်းအရာများကိုလူညွန့်သည် ဖော်ပြခြင်းမရှိဘဲတိုးဝှက်ထားလေသည်ကိုအောင်မိုးဆွေရလက်ပြဲနှင့်အနီးစကန်းတို့ပြန်သွားတော့အခါတွင်ကဲဘယ်နဲ့ရှိစာ မပြောဘူးလားဖူသောစကားမျိုးဖြင့်ဒွန်ညွန့်ကဥမွေခင်အားအောင်းဝဲခံလိုက်လေသည်စိတ်ထဲကလည်းကြိတ်ရည်ဝမ်းသာကြီးတာနေမိလေသည်ကိုသက်ဆွေရန်ကုန်တက္ကရုံမှမန္တလေးတက္ကရုံတို့ရောက်ရှိလာကား ိမ်တို့ဝင်ထွက်သွားလာတော့အခါနိုင်မူကဒေါညညို့မှာအတိုင်းထက်လွန်ဒကွန်နှစ်ကုတ်ကားဖြစ်လျက်ခင်းတီတီနှစ်အဆဆရရအလိုလိုက်ရုံဆုံးအလိုအလိုလိုက်ရုံဆုံးသူမှာကိုသက်ဆွေတယောက်တာလင်ဖြစ်သည်ဟုစိတ်နှလုံးဒုံလုံးချလိုက်တယ်လို့သည် ဒေါ်ညညို၏အမြင်တွင်ကိုတက်ဆွေနှင့်ကိုအောင်မိုးမှာမိုးနှင့်မြေလိုခွာချနေပေသည်ကိုအောင်မိုး၏နိုင်ငံရေးယူဆများနှင့်ဟန်ပန်တို့ကို၎င်းအထက်တန်းလာအားလှောင်ပြောင်းတယောတက်သည့်အကျင့်ကို၎င်းနောက်ဆုံးအနီစကန်တဲတွင်ချဲ့ဝဲတိတ်ဆန်မွေးမြူကခြံဆိုင်နေသည့်အလုတ်ကို၎င်းဒေါ်ညညွန့်သည်နည်းနည်းလေးများမနှင်းမြို့ပေထိုမြောက်မကမိမိ၏တမီး၏အထွေးဆုံးအချောဆုံးအရှင်ဆုံးခင်တီကိုတဖက်တဲ့ကြိုက်ချစ်ကြိုက်နေသောကိုအောင်မိုးသည်အိန္ဒိုတလ ကိုတတင်းလာရောက်နေထိုင်ကာဇွဲနဘဲကြီးဖြင့်ပူပန်းနေသည်ကိုလည်းစိတ်ထဲတွင်အခံရခံနေသည်နောက်ဆုံးကိုအောင်မိုးစိတ်ပြည့်ပြီးပြန်သွားတော့မှဒွန်ညွန့်ညွန့်သည်ရင်ကုန်မကတပ်ပင်ချနိုင်ခဲ့ပေသည်ကိုတက်စေကဒွန်ညွန့်ညွန့်ဤစိတ်ထဲကတမတ်တယောက်ဤရဲ့ချင်းတွင်တင်းပြည့်ချက်ပြည့်ရှိသူဖြစ်၏တဦးတဲတော်တဦးတဲတော်သားဖြစ်၍အမွေရီအများကြီးရရန်လာလာရှိသည်ပညာတတ်ယုံမက နိုင်ငံခြားဒီဂရီကြီးတစ်ခုတွင်ပင်ရယူဆုခဲ့သောပါရဂူတဦးဖြစ်သည် ဆွေကြီးမျိုးကြီးမှာဆင်းသက်ပေါက်ွားလာတော့ဆွေကြီးမျိုးကြီးထဲမှာဆင်းသက်ပေါက်ွားလာကရှေ့တွင်လာလာများစွာပွင့်ပွင့်လင်းလျက်ရှိသူဖြစ်သည်ခုကြောင့်ဒေါ်ညွန့်ညွန့်အမြင့်တွင်ကိုတက်စီသည်၆ပြည့်ကင်းတလဲစင်ဖြစ်နေသည်ဒီထက်ပို၍ခင်းတီတီနှင့်လိုက်လျောသူမရှိဘူးမရှိဟုပင် ထင်ရပေမည်။ကိုတက်စီသည်ဧကံပွဲများပါတီများ ရုပ်ရှင်များတို့ခင်တီတီနှင့်ပြောင်ပြောင်ပင်သွားလျက သွားလာလေရဲ့အင်းတို့လည်းမကြခဏဆိုသလိုရောက်လာတဲ့ရောက်လာတတ်ပေရာကိုသက်ဆွေကြီးခင်တီတီကိုတကယ်တမ်းဆွဲလန်းနေသည်ဟုဒေါ်ညွန့်ညွန့်ကတတိချယုံယူကြထားလိုက်သည်ဒို့တိုင်အောင်ဒေါ်ညွန့်ညွန့်မှာညီတမမဖြစ်နေသေးသည်ခင်တီတီဘီအောင်လင်းကိုကဘီအောင်လင်းကိုကပင်တင်၍တောင်းမိဟုအောင်းမိမိနေသည်ဒေါ်ညွန့်ညွန့်ကိုတိုင် ဦးဝေခင်နဲ့လွန်ခဲ့တော့အနှစ်30ကလက်ထက်ခဲ့စဉ်တုန်းကဆိုလျင်သူ့အမေကပင်ရွေးချယ်၍လက်ထက်ပေးခဲ့ခြင်းဖြစ်၏တဖက်နှင့်တဖက်ဆက်နေနာကြပြီးနောက်တွင်ဦးဝေခင်ကအိမ်သို့လာ၍အိမ်သို့လာ၍လေရင်တို့သမီးလောက်၏အကဲခတ်ခြင်းကိုခံယူခဲ့ရသည်နှစ်ဖက်လူချင်းချင်းဆက်ဆက်ကြောင်းလန်းပြီးနောက်မှာသူတို့နှစ်ဦးတိတ်ဆိုင် စကားတိတိဆိတ်ဆိုင်တွေ့ကတယောက်တဘောကိုတယောက်တိခတိခောက်ခဲ့ကြပြီးမိကောင်းရက်တာရွေးလျက်လက်ထက်ခဲ့ကြခြင်းဖြစ်ကြပါရာသူတို့လက်ထက်သူတို့လက်ထက်မင်္ဂလာကိစ္စမှာအဆဆရရာချုံဝိစာပြင်ပြီးခဲ့ပေသည်တို့ရာတွင်သူတသူသမီးများအိမ်အောင်ရေးကိုစဉ်းစားလာရတော့အခါတွင်မူကသူတို့ကလို ချုံမောလက်ကူခြင်းမရှိပေ၏ဟုတွေ့ရပေသည်အကြီးမခင်ကြီးနှင့်ခင်ခင်ကြီးကြီးတို့နေရောက်တော့ကဆိုရင်း ိတ်တော်ကအယောက်ကြီးရောက်ပြီးမှသူကြိုက်ရာအွေးနိုင်ခဲ့သည်။မွေကုံကြေးကြအမြောက်များခံ၍တင်တောင်းပြီးမှကိစ္စပြီးကိစ္စပြီးခဲ့သည်။ဦးငွေခင်နှင့်အငင်းခုံဖြစ်ပြီးမှနေရာချပေးနိုင်ခဲ့သည်။ယခုအထွေးဆုံးခင်တတီဤအိမ်တော်ရဲကိုစဉ်းစားလာရတော့အခါတွင်မူအကြီးမားနှစ်ယောက်လုံးငါထပ်ပင်ဆင်းငုံလေးနဲ့စွာစဉ်းစားရသည်။ ရေခင်အခါများကထက်ပင်ဥငွေခင်နှင့်ပိုးရည်စကားများရသည်ဥငွေခင်ကမူဖခင်များထုံးစံအတိုင်းတမိများကိုသူတို့ကိုယ်စံကိုစားဖြင့်ပညာထုံးပပေါက်ရှိသောတမိများဖြစ်စေခြင်းသည်ယောက်ျားကိုမိကိုအားထားကယောက်ျားဤကုံကြောင့်အယောင်တောက်ပနေသောတမိများဖြစ်မှလူကင်းစေခြင်းသည်အထူးတက်ဖြင့်သူအချစ်ဆုံးတမိထွေးခင်တီတီကိုပို၍ထုံးပပေါက်ဖြစ်စေလိုသည် ိမ်ညောင်လက်သားချပေးသည့်တိုင်အောင်ကုံရောင်းကိုဝယ်ကိစ္စတစ်ခုကိုအရှုံးမရကျူတင်တွေ့ချက်တကယ်လို့ယခုလောက်စိတ်ငုတ်တည်တယ်ကိုမကြိုက်ပြီးလူငယ်များကိုသူတို့ဤစိတ်ဆန္ဒအလျောက်ရွေးချယ်ရွေးချယ်လက်ရွေးချယ်လေစီလိုပေးသည်ဒေါ်ညွန့်ညွန့်ကလည်းလူငယ်များအားလွတ်လပ်ခွင့်ပေးလွတ်လပ်ခွင့်ပေးထားခြင်းကိုလုံးဝတော်မသူနိုင်အောင်ဖြစ်နေ၏ဒီကကြီးသည်အလျံအမြန်လှုပ်ရှားလျက်ရှိသည်ကိုဒေါ်ညွန့်ညွန့်မသိ မဟုတ်ကောင်းကောင်းတည်ခင်တီလိုအရွယ်မင်းကလေးများဒီယခုခေတ်ယောက်ျားများနေတွဲကလှလက်စာတော်လာနေကြ၏မော်တော်ကားကိုကိုတိုင်းမောင်းကလမ်းထွက်တတ်ကြပြီဖြစ်၏အရေးကြီးဆုံးချက်ကခုခေတ်လူငယ်များဒီအိမ်တော်ရေးကိုမိဘများ၏အဆုတ်ဖက်မခံပဲသူတို့၏ကိုယ်ပိုင်ကိစ္စတစ်ခုဟုအခုဖြစ်သည်ဟုယူဆလာခြင်းဖြစ်၏လူငယ်များ၏အိမ်တော်ရေးကိုမိဘများကစီမံပေးခြင်းဒီခင်မမီတော့ဟုယူဆလာကြသည်တော်ညွန့်ညွန့်ဒီဒီယူဆကိုလုံးဝမခံနိုင်ဘူး လူငယ်တွေစိတ်ကြိုက်ရွေးခွင့်ပေးခြင်းကိုထောက်ခံပြောဆိုသူမှန်တမ်းမြတ်အားတမိချင်းစာမဆာနာဟုထင်သည်ဒီလိုလွတ်လပ်ခွင့်ပေးထားလျင်ခင်တတီသည်အိမ်နောက်ဘက်အဖြစ်မသိတော်ဒီလူတရားကိုရင်းမိပြီးဖြစ်မှာစိုးရိမ်နေသည်မိန်းကလေးများအားလွတ်လပ်ခွင့်ပေးထားခြင်းမှာသူ့အမြင်တွင်ကလေးတစ်ယောက်အားရန်အဖြစ်ထိုးထည့်ထားသော၆လုံးမျိုးတနက်နှင့်ကစားခွင့်ပြုထားသည်နှင့်တူပေသည်ထို့ကြောင့်လည်း တို့ဒေါညွညွန့်ဒီခင်တီတီဤကိစ္စတွင်အမြဲတက်စေအကဲခဲ၍ဆောင်ကြည့်နေခြင်းဖြစ်၏ကိုတက်စေသည်အတိမဟုတ်ဘဲခက်ကော့ခက်ပော့ပော့ပင်စိတ်ကူးထဲလေတလားဟု၍ဆိုရင်မိသည်သည်တို့ရာတွင်ခင်တီတီကိုယ်တိုင်က ကိုတက်စေကိုချစ်လျက်ရှိယုံချစ်လျက်ရှိပြီးယုံမက ကိုတက်စေလိုတရားကိုတက်စေလိုလူတရားသည်ဒီလိုရိုင်းရိုင်းပြပြတော့စိတ်မကူးတန်ရာဟုကိုပါတာကိုဖြေယူရလေသည်မကြမေးမီ မကြသိမီကမူခင်တီတီကသူ့အားကိုတက်စီကစကားဆလာသည့်အကြောင်းကိုဒေါ်ညွညွအားဖွင့်ပြမှု၏ခင်တီတီဒီလိုကိစ္စတွင်မိခင်ဤစိတ်ချင်းနဲ့အောင် တိုင်ပင်တင်းတလောက်တိုင်ဝင်ခဲ့သည်ဒေါ်ညွညွမှာဒီတော့မှစိတ်အေးတယ်လို့ရှိသွားပေသည်ကိုတက်စီကသူသည်အိမ်တော်ကြီးကိစ္စများကို အရေးကြီးသောကိစ္စများကိုသူ့အမေမေအားအမြဲတမ်းတိုင်ပင်သည်ဟုခင်တတီကိုပြောခဲ့သည်သူတို့ကိစ္စကိုနားဖောက်ရန်သူ့ဝင်မေကိုလည်းစာရေး၍ခေါ်ထားကြောင်းဖြင့်ကိုသက်ဆွေက ပြောပြကြောင်းကိုခင်တတီကဖွင့်ပြောခဲ့သည်တို့ရာတွင်ကိုအောင်မိုးကိုမြင်လိုက်သောအခါ၌မူကားရောညွညွင်ဤဆိုရင်ချက်များမှာတဖွားဖွားပြန်၍ပေါ်လာပြန်သည်ခင်တတီမှကိုအောင်မိုးကိုငငယ်ကလေးက ခင်မိလာသူတဦးဖြစ်ရာကိုမကိုအောင်မိုးနှင့်နှိစက်သွားမည်ဆိုလျင်ခင်တတီကိစ္စမှာရှုပ်ထွေးလာမည်ကိုဆိုရင်နေမိသည် မေးပါအောင်တမီးရဲ့မောင်အောင်ဘိုးကဘာဖြစ်လို့မန္တလေးမှာတလောက်ကြောင်နေနေရလဲဒေါ်ရွံ့ရွံ့ကခင်တီတီကိုပြောကပန်းတီစိတ်ကလေးကိုကြိုက်လိုက်သည်ခင်တီတီသည်သူ့ကိုယ်တိုင်ပန်းတီတစ်စိတ်ကိုကောက်ယူကစားလိုက်ပြီးအိုးမမေရလဲကောမူကိုအကူအကူအောင်မန်းလေးရောက်တာဒီနေ့မနက်မှမရောက်တဲ့ဟာပဲအော်အေးဟုတ်သားပဲစကားဆက်မိလို့တမီးတမီးဝင်မေပြောရအောင်ပဲဒေါ်ညွံ့ကလက်တော့ဘဝပြည့်နှကန်းကိုတုံနေသည် ူမျက်နာမှာလေးနှစ်သည့်အသွင်ကိုဆောင်သည့်အသွင်ကိုဆောင်၍သူ့အတန်းမှာတည်ငြိမ်နေသည်ရှင်တီတီတော်ညွညွပြောမိစကားကိုတိထားပြီးသားဖြစ်နေ၏မမီပြောကမမီပြောမှာတီတီတိပါတယ်မမီဒီကိစ္စမှာတီတီစိတ်ချပါမမီဒီလောက်အတွေ့အပြီးစိတ်တော့ကရောက်မနေပါနဲ့ခင်တီတီဒီမိခင်ကိုချီတနာဤတို့ရတဲ့တော်ညွညွဤအိမ်တော်ကြီးသဘောထားများကိုမူတိတ်မကြိုက်လာပြီရှေးဆန်နေမှုထင်ပေသည်မမီသဘောကတော့ကိုမယူနိုင်တဲ့လူတယောက်ကိုကြိုးရှိရှိနဲ့လန်ထားပြီးမျိုးလင့်ချက်ပေးမထားစေချင်ဘူးတမီး မိမိရဲ့တိတိလေးတငယ်နဲ့စားလေးမဟုတ်တော့ပါဒီအကြောင်းကိုမပြောပါနဲ့တော့ခင်တိတိကညင်ညူရေးပြောလိုက်သည်အေးပါကွယ်တမိတိပြီးသားဆိုရင်လည်းမပြောတော့ပါဘူးဒါပေမဲ့မိမိသိအောင်မိမိမသိအောင်ဘာမှဖုံးမခွဲထားပါဘူးဆိုတဲ့ကလေးတော့မမေ့ကိုပြောပါအောင်နော်တမိခင်တိတိကဒေါညင်ညူကိုစက္ကနေကြည့်ကမိမမိမိမိမသိအောင်တမိဘာမှမလုပ်ဘူးစိတ်ချမိမိကတော့တမိကိုတကူကူလုံမနေနဲ့ ဒီတော့မှာတော့ညွညွညီကောင်းတဲ့ညင်ကတမိကြောကိုကြည့်ရပြုံးနေလေသည်ခင်တီတီတီထမင်းစားကဲမှာအင်ရှိတို့ထွက်လာခဲ့လေသည်ဒွန်ညွညွမှာအပေါ်တဲ့ဖရဲဆောင်တို့တက်၍ဖရဲဝတ်ပြုနေသည်ဥငွေခင်မှာခြံထဲတွင်လမ်းလျှောက်နေတုံးပင်ဖြစ်လေသည်ခင်တီတီတီနရောက်တိုင်းစူပါဝေါ်တွင်ထိုင်ပြစ်ထိုင်လိုက်ပြီးတက်ပင်ချလိုက်မိသည်သူရင်သည်တတိတိတ်ခုံလျက်ရှိယင်းနေ့ညတွင်ပေါ်အောင်မူလာမည်ဟုပြောသောဒီကိုအမတ်ရနေသည် ကိုသက်စေကလည်း ဒီအချိန်ဆိုလာနေကြဖြစ်သည်သူတို့နှစ်ယောက်လာ၍မြန်ဆောင်ကြလေရင်သူတို့မျက်နှာသားတွေဘလို့နေကြသည်ကိုတွေ့ကြည့်နေသည်ထိုမှတဆင့်သူတို့နှစ်ယောက်အကြောင်းကိုရှင်၍စဉ်းစားနေမိသည်ကိုအောင်မိုးနေငငယ်ကရင်းနေနေနေခဲ့ကြသည်ကိုအမတ်ရနေသည်တေဆုံးသွားသည့်သူ့အကိုခင်မောင်စောနှင့်ကိုအောင်မိုးတို့အောက်ထက်ကအခန်းထဲတွင်စာကျက်ရာတို့လာ၍စော့လေရင်အောင်ငေါထုတ်ကြပေါ် ဖေကိုမနမနတနာခောက်ကြပုံကိုတတိယလာသည်ဒီလိုရှိအောင်နောက်ပြတွေတွေးမိလျင်ခင်တတိဤစိတ်မှာကြည်မှုတလို့ဖြစ်လာသည်ကိုအောင်မိုး၏အချက်မှာဖြူစင်တက်ရှင်းချောင်းကိုခင်တတိတိပေးသည်ကိုတက်စီအချောင်းကိုစဉ်းစားလိုက်သည့်အခါတွင်မူဘာကြောင့်ဝယ်မသိခင်တတိဤလေးတလို့ဖြစ်နေသည် ကိုတက်စီကိုတိုင်းကမူယူသား၍သဘောကောင်းတဲ့တယောက်ဖြစ်၏တို့ရတဲ့စိတ်ထဲမှာအလိုလိုဆိုရင်ကြောက်လန့်နေပြီသည်တို့တော်လည်းအိမ်တော်ဝက်အနေဖြင့်စဉ်းစားလျင်ကိုတက်စီနှင့်အိမ်တော်ရေးမှာချောမောဖြောင်ယူလျက်ရှိပြီးပေါ်အောင်မိုးနှင့်အိမ်တော်ရေးမှာခလုတ်ကန်တဲ့ခလုတ်ကန်တဲ့နေပြီးနေသည်ဟုထင်ရပေသည် ခဏကြာလျင်တကားမှခေါလောင်းတိတံကြားရလေသည်ဤကဏကိုအောင်မိုးပဲဟူတွင်မိကခင်းတိတိမှရင်တလေးလက်ခုံလာလေသည်ကိုအောင်မိုးလာလျင်သူ့အချစ်ကိုတောင်းခံတော်မူဟုတီးပီဖြီး၍စိတ်ထဲမှနောင်ကြည့်လာပြန်သည် သူ့ကိုနိနေကကချင့်နေသူတယောက်အားပြပြတတောင်းပေပေတောင်ကြီးပြောပြရမည်ကိုလည်းဝင်လင်းနေသလိုဖြစ်နေပြီသူအားတစ်စိမ်စိချိုးချိုးသည့်အဖြစ်မရောက်အောင် ရောက်ရလီအောင်တယောက်နဲ့တယောက်ချင်းနေသည်ဟုပြောရန်ကလည်းမဖြစ်နိုင်ပြီခင်တီတီဒီတကားဝါတို့တော့ကမိလက်တန်တကားကိုအထဲမှတော့ခတ်ထားရတော့ခွင့်ပေးလိုက်သည်ကိုအောင်မိုးမှရှက်လက်ရှိဖြူကို လက်ခောက်လက်ခောက်ဝတ်ထားပြီးဘန်ကောက်လုံးကြီးတပတ်နွမ်းကိုဝတ်ထားလေသည်သူ့မျက်လုံးများကခင်တီတီကိုစူးစိုက်ကြည့်နေလေသည်စားတော့ပြီးကြပြီလားကိုလာလာများစောနေသလားဟင်အင်မစောပါဘူးခင်တီတီကတော့ကလောက်ကိုပြန်ခတ်ပြီးတော့ကို တိုင်တွင်ချိတ်ထားခဲ့ရာမျက်နှာချင်းဆိုင်ဆိုဖာတစ်လုံးတွင်ဝင်ထိုင်လိုက်သည်တတိယကိုပြောချင်တာတွေရှိလို့ဆောဆောလာခဲ့တာပဲအဲ့တယ်တွေလာတတ်လုံးလို့အရင်တုန်းကလိုညညညညမှာအဲ့တယ်တွေလာတော့မဲလားအဲ့တယ်ရတော့ပြည့်တယ်မရှိပါဘူးဒီလိုပါပဲမမီကလည်းအဘောထဲမှာဖះရှိကိုနေတယ်ခဏကြာရင်ဆင်းလာမှာပါကိုအောင်မိုးကခင်တတိကိုတစ်ချက်မျှလန်းကြည့်လိုက်သည်ခင်ခင်တတိအိမျက်နှာမှာနီးမြဲသွားသည်ဟုထင်ရသည် ကိုမန်းလေးမှာဘလောက်ကြာမယ်ဆိုတာတတိပေါ်ပဲမူတည်တယ်လို့ပြောတာမှတ်မိသေးလားဟုတ်တယ်တတိကိုဘွားဟာတတိပေါ်မှာမူတည်နေတယ်ခင်တတိတီမျက်နာတွေထူပူလာကခေါင်းတွေအောက်ကိုငုံထားလိုက်သည်ဘယ်လိုဖြစ်ရမလဲမသိပေကိုရှိရီဟာတတိအဆုံးဖြတ်ပေါ်မှာတည်နေတယ်တကယ်ပဲအိုမန်တလေးကိုဆင်လာတာဒီတောင်းတွေပြပြချင်းလို့ပဲတတိသဘောတူရယ်ဆိုရင်ကိုလူကြီးတွေကိုနားဖောက်ခိုင်းမယ် ခင်တီတီတီအတိုက်ရှူမသလိုမောနေသည်သူ့တကိုယ်လုံးမှာပီတိတွေဝေးဖြာနေသည်ယောက်ျားတစ်ယောက်ကြီးချစ်စကားကိုနားထောင်ရသည်မှာဒီလောက်ကြည့်နူးဝမ်းစားစရာကောင်းလိမ့်မည်ဟုဖေတုံးကားကမထင်ခဲ့ပြီသူရတဲ့ခင်တီတီအီကြည့်နူးဝမ်းဝတ်တာခြင်းမှာခဏမျှသာကြားလိုက်ပြီးသည်ချက်ချင်းပင်သူ့စိတ်ထဲတွင်ကိုယ်သက်စွေကိုမြင်ရောင်လာသည်ခင်တီတီဒီကိုအောင်မအငုံခေါင်းငုံလျက်ကလမ်းကြည့်ပြီးနော် တီတီအခုမစင်းစားပါရသေးဘူးနေအောင်ကိုကိုအောင်ဖြစ်လေဖြစ်နိုင်မယ်မထင်ပါဘူးတီတီကငင်းလိုက်မယ်ဆိုရင်တော့ကိုကလောကမှာကံဆိုးဆုံးလူတယောက်လို့ပဲအောင်မရတော့မှာပေါ့တီတီကိုအောင်မိုးကပြန်လေရုတ်တရက်ထားလိုက်သည်အောင်မောင်မိုးလားဟဲ့ရောက်ညာကြပြီလား လူညညုံကအိမ်ပေါ်မှာဆင်းလာရေနှုတ်ဆက်လိုက်သည်မျက်နှာမတိုင်မရဖြစ်ကိုအောင်မိုးနှင့်ခေခေတီတို့နှစ်ယောက်တည်းပြရသောအခါဒေါ်ညညုံမှာမျက်နှာများပြတ်သွားလေသည်ကိုအောင်မိုးကပြုံးရင်နှုတ်ဆက်လိုက်၏မဆက်ကတော့ဘာမှမပြောခင်တီတီကလည်းစကားတစ်ခုမှမပြောဘဲခေါင်းငုံကလက်သေးချင်းပုံနေလေသည်မဟာမိုးကိုညင်းပြစ်လိုက်ပြီးဟုထင် ထင်းနေဟုအရေးကြီးကိုကြည့်၍အကဲခတ်လိုက်ပြီးစိတ်ချရလာတော့မှဒေါညွညွဤမျက်နှာတွင်ပြုံးယုံတန်စားပြုလာလေသည်ဒေါညွညွကကလက်ထိုင်တွင်ဝင်ထိုင်လိုက်ပြီးကိုအောင်မိုးအားအလုတ်ကန်ချီနေကိုမေးမြန်းနေသည်ဒီတော့မှကိုအောင်မိုးသည်ပြန်၍ထိုင်ရထိုင်လိုက်ရပြန်ကဒေါညွညွအားပြောပြလျက်သည် စိတ်တဲကတော့တိတ်မပါလာပြီ။၅မိနစ်လောက်ကြာတွင်အိရှိမကားတစီဆိုင်တန်ကြာရပြီးခင်တတီဤတငယ်ချင်းခင်လလရောက်လာလေသည်။ခင်လလမှာမနစ်ကမှဘူမူကြီးတယောက်နဲ့လက်ထက်ခဲ့သူဖြစ်ပေသည်။ခင်ခင်လလမှာပိပိပပအသားပြူပြူနေဖြစ်ပြီး သူဤရင်အုံမှာခန္ဓာကိုယ်နဲ့မလိုက်အောင်ဖွင့်ထားနေပြီသည်ခင်လလနဲ့ခင်တီတီမှာတက်ကလို့တွေယင်းဒီတော်တငယ်ချင်းများဖြစ်ခဲ့ကြ၏ခင်လလသည်ဘုံမူကြီးတယောက်လိုအလားအလာရှိသူနှင့်လက်ထက်ခဲ့ပြီးနောက်ခင်တီတီကိုလည်းအလားအလာကောင်းသူတယောက်ကိုလက်ခံရန်မကြာခဏနှာချတတ်သည်ကိုတက်စီအားလက်ခံရန်ခင်တီတီကိုမကြာခဏလည်းတိုက်သွန်သည်ကိုအောင်မို့ကိုကလုံးဝတော်မကြသည်တီလူကလည်းကြွားကြကြတီလူကလည်းကြွားကြကြ ခေလလာသည်ကင်တီတီကိုနှင့်တွေ့တိုင်းပေါအောင်မိုးကိုအပြစ်တင်ရှုံးချကာသူ့ကိုရဲစရာဖြစ်အောင်လှုပ်ပစ်တတ်သည်လူကသူ့ကိုယ်သူတိုင်းပြည်ကိုကယ်တင်တဲ့ကယ်တင်ရှင်ကြီးလောက်ထင်ပြီးဘဝင်မြင့်နေတာတည်ရဲ့ကိုရုဆိုကိုရုဆိုရင်သူ့လောက်နားမလဲမသိဘူးထင်ပြီးစကားတောင်းတိတ်ပြောချင်ပုံမရကိုကလည်းဒီလိုရောင်ချောက်ဆဲတမားဆိုရင်ကြည့်လို့ကိုမရအောင်စပန်ဝေးစပင်ဝေးစုရယ်အမန်ကတော့ခင်လလာက ကိုအောင်မိုးကိုပြင်းနေကြုံမတည့်ဒီမှာတဘာဝကြပေးသည်ကိုအောင်မိုးကလည်းခေရလကိုမင်းမိမမျိုးခေလလာလိုမိမမျိုးတီအိမ်အောင်ကြီးစည်းကွက်တင်ယောက်ျားကကောင်းလိုက်ရှာနေသူတော့ဦးလောက်တာတဘောထားလေသည်ဘဲနဲ့ဖောက်ပြန်ပျက်စီးနေတဲ့ကျမတို့လောကကြီးတွေကိုပြန်ရောက်လာပြီဆိုပါတော့ဘဲနဲ့လည်းရှင်ကျမတို့လောကကြီးကိုပြင်လို့ရပါအောင်မလားခေလလာကကိုအောင်မိုးကိုမထေတရေပြုံးပြီးမိလိုက်သည်တခါတွင်ကိုအောင်မိုးကအထက်လွားခဲ့ လောကကိုဖျောက်ဝင်ပြည့်စည်နေသောလောကဟုခြုံကြခဲ့သည့်စကားကိုညွှန်းလိုက်ခြင်းဖြစ်ပေသည်ကျွန်တော်တို့အညာတရားတယောက်ပြောတဲ့စကားလုံးတွေကိုဒေါခင်လလို့တက်မင်းကြီးကတော့တဦးကခုလိုစစ်စစ်စစ်မှတ်ထားရဲဆိုရင်ကျွန်တော်မှအင်မတန်ကုန်တက်လာပါပြီကိုအောင်မိုးကလည်းခက်ထစ်ထစ်ပြန်ပြောလိုက်ပြီမတ်တာမရတာပေါ့ရှင်ကိုအောင်မိုးတို့ကတိုင်းပြည်ကြီးဘာဖြစ်မယ်ဆိုတော့ဗျာဒိပေးနိုင်တဲ့ပုံကိုယ်တွေမဟုတ်လားဒါတဲ့အတီးကိုတို့လည်းရှေ့လိုက်လောက်မှာမြေကြီးနာပြောင်းအောင်လိမ့်မယ်လို့အမိတ်မိတ်လာတယ် ခလလကခင်တီတီနဲ့လည်ရွေစကားဆက်ပြောနေသည်ဒီတော့မှကိုအောင်မှုမှာနေရတန်တာရှိသွားလေသည်သူတို့နှစ်ယောက်စကားပြောနေကြတော့ခင်တီတီကိုမသိမသာကြည့်နေမိသည်သူတိတ်ဆိတ်နေတဲ့ပြင်တော့ညွတ်ကသူ့ဘက်လက်ကဒါတဲ့မမို့မန္တလေးမှာတော်တော်ကြာနေဦးမလားနိုင်ငံရေးလို့သိသလားတပုံထတာကလည်းမပြီးနိုင်ဘူးတဲ့မပြီးနိုင်သေးဘူးလားကွယ်မိရထားတွေမိုင်းမုံထောင်လူတွေသေးကြဆိုတော့တိုင်းပြင်နှစ်လာလာပါပြီကွယ်နိုင်ငံကြီးကျွန်တော်နိုင်ငံကြီးမလုပ်တော့ပါဘူးတော်တော် မန္တလေးမှာလည်းခဏပဲသိကြကြမနေနိုင်ပါဘူး။ဖက်မင်းမင်းကတော့ဒေါခင်လလမှာကိုအောင်မိုးနိုင်ငံရေးထွက်ပြီးဟူကြသည်နှင့်ကိုအောင်မိုးကိုလည်းကြည့်ပြီးပြုံးလိုက်သည်။ခင်တတီဤရှိတွင်ကိုအောင်မိုးကို လောင်ပြောင်ပြစ်လိုက်ခြင်းသည်။အကားမှခေါင်းလောင်းတန်ကြားရသဖြင့်အိမ်ပေါ်မှလေးတယောက်ကသွားရင်ဖွင့်ပြလိုက်သည်။ကိုအောင်မိုးကထရန်ဟန်ပြလိုက်သည်။အစီကံမလေးနောက်ကပါလာတော့အသားပြပြရှက်ကြောကြော ်ရုပ်ချော်ချော်ထောင်မောင်းထထောင်မောင်းမောင်းလူတယောက်ကိုတတိထားမိလိုက်သည်ဤကဲနာကိုတက်ဆွေတဲ့လူဖြစ်မှာပဲဟုတွေးလိုက်သည်တိတ်မတေချာလာတပြင်ခင်းသီတီကိုဖြစ်ကနေလဲကြည့်လိုက်သည်ပြီးအကဲခက်လိုက်သည်ခင်းသီတီကလည်းကိုတက်ဆွေကိုကြည့်ပြီးကိုအောင်မို့ကိုလမ်းယူကြည့်လိုက်သည်နှင့်စုံနေသည် ခင်တီတီဤနဲ့မောင်သောမျိုးလုံးရွေးများမှာတစ်ဖက်ဖက်တောက်ပနေသည်ဟုထင်ရ၏ခင်တီတီနှင့်ကိုသက်ဆွေတို့ချစ်နေကြပြီလားဟုတွေးလိုက်မိသည်ကိုသက်ဆွေကိုချစ်ပြီဆိုရင်ကိုသက်ဆွေမှာဘလို့ရည်ချင်းတွေများရှိလိုပါလိမ့်ဟုတွေးလာမိသည်ထို့ကြောင့်ခင်တီတီချစ်တော်ကိုသက်ဆွေကိုအခဲခံရန်ကိုအောင်မိုးကထမိပြုရမှာမထားသေးပဲဆက်၍ထိုင်နေလိုက်သည်မိမိနှင့်ပြိုင်မဲ့တစ်ယောက်ကိုကြည့်ပြန်ကြည့်မြင်ရ၌ပြိုင်ပွဲဖြစ်နေသူကိုသူဤကောင်းကွက်သူကို ထိမဲ့စင်စားပဲစိုးကွက်တွေကိုရာကြည့်သူများပဲလည်းရှိကြပေသည်မိမိထက်တာတော်တော်ရှင်ပြိုင်ပဲဖြစ်နေသူကိုဘယ်ရချင်းတွေကကိုထက်တာနေတယ်လဲဟုတော့စိတ်ဖြင့်ကောင်းကွက်များကိုပေးကြည့်သူများလည်းရှိကြပေသည်ကိုအောင်မိုးမှာရှင်ပြိုင်ပဲဖြစ်တော်သူဤကောင်းကွက်များကိုကြည့်ရှုတတ်သူဖြစ်ပေသည်ကိုအောင်မိုးသည်ကိုသက်ဆွေဤကိုသက်ဆွေ၌မိမိထက်တန်းပါတပန်းတာနေတော့ရချင်းများရှိနေသူကိုအလဲတကူပင်တတိထားမိလိုက်သည်ကိုသက်ဆွေဤမျက်နှာမှာအစဉ်ပြိုးဆိုနေသည်ဇပင်လိုင်းတို့များသည်ညာဘက်ပြီးနေ ညာဘက်နှစ်ပူစွန်းတွေဝဲကျနေသည်ထူထဲသောထူထဲဆုံးစိမ့်ဖြန့်သောမြက်ခုံမြက်ခုံအောက်မှမျက်လုံးများမှာတဖက်ဖက်တောက်ပါကမြို့နေသည်ဟုထင်ရသည်၎င်းအဆုတ်မှာနှိထွေး၍ပြုံးရောင်တန်းနေပြီတထွန်းရှက်ကွက်လက်ရှက်ကွက်အောက်မှကျေပြန့်သောရေအုံမှာယောက်ျားပိတာချင်း၏အမတ်အမတ်အမတ်လက္ခဏာကိုစောက်၏မိကိုရောင်ပေါ်တွင်အစိမ့်ခွန့်ကြဲကြဲရထားသောဗန်ကောက်လုံးကြီးကို ဟာမာစီတာလီသည်ယောက်ျားပိသားတော်လူတယောက်ပိသည်ကိုသက်ဆွေသည်အားလုံးကိုနှုတ်ဆက်ပြီးမခင်သည်သည်ကိုနှုတ်ဆက်လေးခံချလိုက်သည်နှုတ်ဆက်သောအခါတွင်သူ့မျက်လုံးများနှင့်နှခမ်းများတွင်အပြုံးတီပိုးရီဝင်တောက်လာသည်ဟုထင်ရ၏ကိုအောင်မိုးကသာကိုသက်ဆွေကိုစူးစိုက်ခဲ့ခံနေတော်လဲကိုသက်ဆွေကမူကိုအောင်မိုးကိုတစ်ချက်မှလဲ၍မကြည့်သေးပေဟောဒါမန္တလေးသက်ကိုရောကတိကဒေါက်တာသက်ဆွေတဲ့မောင်သက်ဆွေဒါကမောင်အောင်မိုးဆိုတာလी လွန်ညွန့်ညွန့်ကမိတ်ဆက်ရင်ပေးလိုက်တဲ့ဖြင့်ကိုသက်စီကထလာကကိုအောင်မို့ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးဟုတ်ကဲ့တွေ့ရရဝမ်းသာပါတယ်။ကျောင်းမတုံးကတွေ့ဘူးတယ်လို့လို့ပဲလက်ဆက်တော်တော်မန္တလေးကကိုမန္တလေးကမဟုတ်ဘူးဆရာရဲ့ဇာတိကတော့ရန်ကုန်ပဲအခုတော့ကျွန်တော်တို့ကျမတို့လိုရန်ကုန်ရန်ကုန်တို့မန္တလေးတို့မှနေတာမဟုတ်ဘူးဖောက်ပြန်တဲ့ထက်တန်းလာတွေကိုတွေ့ရလုံးလို့မျက်စိစပွဲမွေးစုတယ်ဆိုပြီးအနည်းစက္ကန့်မှသွားနေတယ်လीကုထုတွေကဇက်လိုက်တွေလို့ပေါ့ ခင်လလကပြုံးဆက်ဆာနဲ့ပြောလိုက်သည်ခင်လလနောက်ပြောင်ပြောသည်ကိုသိတဲ့ဖြင့်ကိုသက်ဆွေကအချိုးသားစွာပြုံးလိုက်ရင်အော်အနေစားကားမှနေသလားအေးတော့အေးမှာပဲဒါပေမဲ့ပြင်းစရာတော့ကောင်းလိမ့်မယ်ထင်တယ်နော်ဟုတ်ကဲ့ပြင်းနေပြောတယ်လို့မဟုတ်ပါဘူးအခွင့်မသိတော့ဒီလိုပဲတော့ရချောင်းမှာခိုးရတာပေါ့ကျွန်တော်လဲသောတဘာဝကိုတဘောကြတယ်သောမှနေရတာဟာစိတ်ကြံမိလိမ့်မယ်လို့ထင်တယ်ကိုသက်ဆွေကပြောလိုက်သည် အမှန်ကတော့ကိုတက်စီဒီလာရောညီထွေပြောလိုက်ခြင်းများတာဖြစ်လူတဖတ်သားအကြိုက်လိုက်တဲ့တည်းလေကိုတက်စီအပေါင်းတင်းရအလေတွင်မျက်နာဝင်မျက်နာပွင့်လန်းနေသူဖြစ်ပြီးသည်ဒါပေမဲ့ဆရာရဲ့ခဏတက်ဖြုတ်လောက်တာကောင်းမှာပေါ့စာတော့လည်းညင်းငွေးစရာဖြစ်လာမှာပေါ့ခင်လလကဝင်ရပြောလိုက်ပြီးအစီကံမာလေးကမ်းပြီးတော့လိန်မောကြီးဖန်ခွက်ကိုယူပြီးဆက်ကူစုတ်တန်ကိုလပစွာကန်ရေးစုံနေသည် ကြရင်တော့လည်းမပြောတတ်ဘူးပေါ့လေရှမ်းပြည်နယ်ကရှုခွင်းရှုမြုပ်ခွင်းတွေကလှပြီးရာသီဥတုကောင်းတော့ပြောစရာကောင်းလားလို့ကောင်းမလားလို့ပါကိုသက်စီကကိုအောင်မိုးကိုတလဲခင်းတီးတီးကိုတလဲကြည့်ပြီးပြောလိုက်သည်ကိုသက်စီကစကားကိုဖောင်လောက်အောင်ပြောတဲ့ဖြင့်လူညွညွမှလည်းညည်ရွေ့နေသည်ခင်းလာမှလည်းကိုအောင်မိုးကိုမစတော့ပဲကိုသက်စီကအထင်ကြီးတော့မျက်လုံးများဖြင့်ကြည့်နေလေ၏ကိုသက်စီကမူအမေရိကန်ပြည်တော်အမေရိကန်ပြည်ကြီးတော် ရှုကင်တရားပုံများကိုပြောပြနေပေသည့်ကိုအောင်မိုးမှလည်းကိုသက်စီအမေရိကန်ချီမှုကန်ကိုနားထောင်ကဘာမှမပြောဘဲညင်ညင်တက်နေ၏။ထား၍ပြင်ကျင်လာပြီဖြစ်တော့လေသူကနာကိုကြီးကမရွေ့ဘဲထိုင်လျက်သားပင်ရှိနေပေသည့်အမေရိကန်ကြီးသောရှုကင်တရားလာပမှုလာပပုံမှနေ၍အမေရိကန်ပညာရေးစနစ်ကြောင်ရောက်သွားပြကြရင်ဒီထုံမတက်စစ်မြန်မာចောင်းသားများအကြောင်းရောက်သွားကြပြလေသည်ကျွန်တော်တို့လည်းចောင်းသားဘဝကလာတာပါပဲဒါပေမဲ့ခုခေတ်ចောင်းသားတွေကဆရာကိုဆရာလိုယူသေးရမယ်မသိကြဘူး အရေးရှိရင်တမကဖွဲ့ပြီးစုမှုလိုက်ဖို့ပဲကြည့်နေကြတာပဲအခုလေတန်ခွဲတန်းခြားစနစ်ဆိုတာကိုကန့်ကွက်နေကြပြန်ပြီတန်ခွဲတန်းခြားလုံမတာတက်ကူတို့ဟာလူတန့်ပြီးတက်ကူတို့မှာတက်ကူနဲ့တူလာမှာပေါ့အခုတော့တက်ကူတို့ဟာဇယင်းနဲ့တူနေပြီးလူပေါင်းစုံလာတာပဲကိုသက်စရာတက်ကူတို့တွင်ចောင်းသားတွေပြင်းပြင်းကျဉ်ကျဉ်နေတွေကိုထိကချဲ့ယူပြောနေသည်လူပေါင်းစုံလာတော့မပြောနဲ့တော့အင်ကိုလာလာပြီးနေတဲ့ဒူဘီကလာကလေးကလာကားတောင်တူသားကိုတက်ကူတို့မှာထားနေပြီး ခင်လက်လက်ကခင်လက်လက်ကမဲ့ရွက်ရီပြောလိုက်သည်လိမောဖြော်လိမောရီဖန်ခွက်ကိုဇပွဲပေါ်မှာဝီလင်ဘန်ခဲလို့ချလိုက်လိမ့်မည်ကျွန်တော်သဘောကတော့တက္ကသိုလ်လူတွေအများကြီးလာနေကြတာကိုကြိုက်တယ်တက္ကသိုလ်ကထက်သန်းလောကတသမီတစုရဲ့အိမ်အောင်ရေးအယောင်းဝယ်ဖောက်လုပ်တဲ့နေရာကို နေရာမှာရှိုးပြတဲ့ပြကန်ကြီးတစ်ခုမဖြစ်သင့်ဘူး မောပေါကွဲတလို့ထွက်လာတော့ကိုအောင်မိုးဤစကားများကြောင့်ကိုသက်စီမှာအံ့အားတင်သွားရရှိပေသည်တို့ရတဲ့ချက်ချင်းပြန်ယူပြုံးလိုက်ပြီးဟုတ်ပါတယ်ဒီလိုဆိုရင်လည်းတက္ကရုခပညာတတ်တွေဘယ်မှာမွေးထုတ်ပေးနိုင်ပါမလဲခင်လာမှုကိုအောင်မိုးဘက်သို့မျက်ဆောင်ထိုးလိုက်ပြီးနှခမ်းမဲလိုက်သည်ဘာမှတော့မပြောပေအော်ဒါနဲ့လာမဲလာဆန်၃ရက်နေမှာတီးတီးမွေးနေပါတီလို့မလို့ ။တည့်ရက်မွေးနေပါသေးလို့မလို့အငိမ့်အငိမ့်ငားရမလားလို့စိတ်ကူထားတယ်။အမဆိုင်ရဲ့အငိမ့်ဆိုတာနာမည်ကြီးလို့လို့တော်တော်တို့လည်းမကြည့်ဘူးသေးတာနဲ့။ကောင်းနေတကြီးရဲ့ဟိုအရင်တက်မင်းကြီးပြောင်းတော့ကအမဆိုင်ငိမ့်နေပေါ့။ကျွန်တော်လည်းကြောင်းမှကြည့်ဘူးတယ်။တော်တော်ကောင်းတာပဲ။ကိုယ်သက်စေရောခင်လလာကပါထောက်ခံကြသည်ကိုအောင်မိုးကမူဘာမှပြန်မပြောပြီ ဟိုအမိုးဒီဒီစကားဝိုင်းနေကြကြမနေခြင်းတော့ပြီးထို့ကြောင့်အားလုံးကိုနှုတ်ဆက်ကားထားလိုက်၏ခင်တတိကိုလည်းစစ်စစ်ကြည့်၍နှုတ်ဆက်လိုက်၏ခေကင်းတီခင်တတိမျက်နှာမှာမတိမတညိုနေတည်ကိုထင်မိပြီးကိုအမိုးကနှုတ်ဆက်ပြီးအထားလိုက်လေဥငွေခင်မှာခြံထဲကလမ်းလျှောက်ပြီးအိမ်ထဲတို့ဝင်လာလေသည်ဟေးမောင်မိုးဟာလားကွာမန္တလေးရောက်နေတာဘယ်တော့မှလဲဥငွေခင်ကကိုအမိုးကိုဝမ်းသာအားရနှုတ်ဆက်နေပြီးကိုသက်ဆွေကိုမူပြုံးရီကောင်းကြီးနှုတ်ဆက်လိုက်သည် ဦးဝေခင်ကကိုအောင်မိုးကိုဝမ်းသာအားရနှုတ်ဆက်သလားကိုသက်စီကိုဝိကြည်တန်းချင်းများလားနှုတ်ဆက်သဖြင့်ခင်တီတီမှာကိုသက်စီကိုအားနာတယ်လို့ဖြစ်နေပြီသည်ကိုအောင်မိုးကဦးဝေခင်နဲ့စကားနှင်းငယ်ပြောပြီးအားလုံးကိုနှုတ်ဆက်ထွက်သွားလေသည်ဒေါညွညွန့်ကလမ်း၍မအောင်မိုးကြီးမင်းညီမတိတိမွေးနေကြရင်လာပြောင်လာနော်ဖိတ်စာလဲပို့လိုက်မယ်ကိုအောင်မိုးပြန်သွားပြီးအတော်ကြာမှခင်လာလာနေကိုသက်ဆွေတို့မရှိမနှောင်းပြန်သွားကြသည်ခင်တီတီတီအပေါ်တဲ့သူ့အိတ်ခန်းလေးကိုတက်လာကပဒင်းပေါက်တကားကိုဖွင့်လိုက်ပြီးလေးပီတီတင်းငင်းတို့ ိုက်ခတ်လာပြီးသည်ဗဒင်းမအောင်နာတွင်ပွင့်နေသောဆောင်းနကူးပန်းယုံမှပန်းရနှံတို့သည်တင်ပြက်နေသည်လမင်းသည်တိမ်လွာရီကြားထဲမှပုံကွယ်နေပြီလေရာလရောင်ငွေကြီးပွင့်တို့ပေါက်ကြပေါက်ပေါက်ကြံထားသောဘုဂတိပါတစားကိုဖြန့်ကျင်းထားသလိုရှိပေသည်ခင်တီတီသည်တစ်ဖက်ရှိဥငွေခင်းနှင့်ဒေါင်းညွန်းတို့အခမ်းဘက်ကိုအခမ်းဘက်တို့စီမှတီးတိုးပြောတံများကြောင့်နားဆွင့်လိုက်သည်တဲကွဲစာမကြရတော့လဲသူကိစ္စကိုတိုင်ပင်နေကြ တိုင်မင်းကြမယ်ခွဲခြားရရတတ်ပေသည်မင်းကမာနဆိုလို့ယူရေးစည်းလောက်မှမရှိဘူးကောင်မလေးကိုဘန်းပြပြီးမောင်တော့ဆွေကိုမြူဆွဲနေတယ်လို့အများကထင်ကြရင်ဘလောက်ဆက်ဆရာကောင်းမလဲထွီးကျမကဘာများစကားလွန်သေးလို့လဲကိုခင်စကားမလို့ဝိမဲ့မင်းလောက်တာဟုတ်ရလားကွာမွေးနေ့ပါတီကဘာလို့ရအောင်လုပ်ရတာလဲမွေးနေ့ပါတီမလုပ်တော့ပါဖြစ်တယ်လေလုပ်ရင်လည်းတော်ုံတန်ုံလုပ်ရောပေါ့ လူတွေဖိတ်ပြီးတမီးသူ့တမီးအသက်27ရှိပြီတော့ဈေးမင်းများပိတ်နိုင်မဲ့လူရမယ်ဆိုပြီးတော့မတူဘူးလားသူကြိုက်တဲ့လူယူပါစေတို့နဲ့ပေါင်းရမှာမဟုတ်ဘူးသူနဲ့ပေါင်းရမှာပတ်ဆိုင်ရှိရှိမရှိရှိအကျင့်စာရိုက်ကကောင်းတယ်ပညာအဆင့်အသင့်အသင့်ရှိပြီးစဉ်းစားဉာဏ်ရှိတယ်ပေါင်းမမမရမမပေါင်းမယ်ဆိုရင်ပြီးတာပဲခုတော့မင်းလုပ်ပုံကဦးဝေခင်ဤအတန်မှာတဖြည်းဖြည်းတင်လာ၏သူတို့ပြောပါတော့ ကိုခင့်အလိုသာဆိုရင်သူ့တမီးတွေဘယ်တော့မှလင်ကောင်းရမှာမဟုတ်ဘူး။ဟေးလင်ကောင်းရဖို့တွေးပူရဆိုတာကတမီးမကောင်းတဲ့မိဘတွေတွေးပူရတဲ့အတက်ကွာ။ငါတမီးဟာအရင်ချင်းရှိတဲ့တမီးကောင်းတယောက်ဆိုရင်လင်ကောင်းလိုက်ရှာကြမလို့မယားကောင်းကိုလိုက်ရှာတဲ့လူကလားလိမ့်မယ်။ဘာမှပူစရာမလို့ကိုတော့တမီးလင်ကောင်းရခြင်းလေလိုက်ရှာလုံးအကြီးတော့ကိုဘက်ကဘလောက်ရှက်စရာကောင်းတယ်လဲ။အခုတမီးတွေအတွက်မင်းယောက်ျားအရှာကောင်းလို့ยีบลาวไซเซนนี่ยาบิเล่ တော်ပါဒါမဆိုင်ပါဘူးနောက်တော့တွတ်တွတ်တာကြားရသည်ဘာမှမသေးခွဲတော့ဘီအပိုင်းကဆယ်ရံ